မနေ့ကတိုက်လီရင်ပြကြတဲ့နေရာမှာတေဆုံးနေတဲ့ရုပ်အလောင်းလေးလောင်းတွေ့ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းပလဲနယ်စပစိရွာမှာလေရင်ပြကြခဲ့တဲ့နေမှာရှိတဲ့ဒေသခံ၃ဦးနဲ့လေရင်မူးလို့ယူဆရသူတဦးဖြစ်တယ်လို့လည်း PLA ကဆိုထားပါတယ်။လေရင်ပြကြရာနေရာကနေတလုံးထဲမှာရုပ်အလောင်း၃လောင်းနဲ့ခြံဝင်းထဲမှာရုပ်အလောင်း၁လောင်းတွေ့ခဲ့တာလို့သိရပါတယ်။ ရုပ်အလောင်းတွေမိကျွမ်းထားတာကြောင့်လေယာဉ်မှုရဲ့ရုပ်အလောင်းကိုခွဲခြားတည်ပြုလို့မရသေးဘူးလို့လည်း PLA ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ဇွန်လ10ရက်မနေ့ကညနေ4နာရီလောက်မှာစပစေးရွာမင်းနိုင်မင်းရွာနဲ့နှောကန်ရွာကြားကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်စပစေးရွာကအသက်40ဝန်းကျင်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။လေယာဉ်ပြတ်ကျပြီးမှရွာသားတွေဝင်ကြတာအဲ့ဒါတယောက်သေသွားသေးတယ်။ သူရသူပြန်ဝင်တဲ့အချိန်လေရင်ပြက်ခန့်ထိတာလို့အချိန်၄ကိုသိတဲ့ပလက်ဒေတာခန့်တူကပြောပါရယ်လေရင်ပြက်ကြတဲ့နေရာမှာလူသေဆုံးတာအပြင်ဖုံးကြောင်တစ်ကြောင်နဲ့လူနေတစ်လုံးလည်းမီးလောင်ပျက်စီးခဲ့ပါရယ်အဲ့ဒီပြက်ကြတဲ့တိုက်လေရင်ဟာမကွေးလေတက်ကတက်လာတဲ့ F7 အမျိုးအစားဖြစ်နိုင်တယ်လို့ Syrian ဗိုလ်ကြီးစင်ရောက သုံးသပ်ထားပါရယ် အဲ့လီရင်ပြတ်ကြတာနဲ့ပတ်သက်လို့အာနာသိန်းစစ်တပ်ကတော့လေတက်ကတိုက်လီရင်တစည်းလေ့ကျင့်ပြန်တန်းရင်ဆက်ချိုရွင်တယ်လို့ထုတ်ပြန်ပြီးအသေးစိတ်ထုတ်ပြန်ထားတာမျိုးတော့မရှိပါဘူး